ုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆ ्याम ာကြီးခင်ဆွေဦးရေးသားထားတဲ့တိရွတ်ကြွေချင်း တခနာတာဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမနဲ့တူနားဆင်ခံစားကြပါရှင်တိရွတ်ကြွေချင်းတခနာတာ တည်ခြင်းဟာအနာယူခြင်းဆိုပြီးအင်္ဂလိပ်ဘာသာနှင့် result စကားကို သူရေးခဲ့သေးသည်ကျွန်တော်ချစ်တဲ့သူအားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်တည်ခြင်းဟာအနာယူခြင်းပဲ farewell to all i love to die is to rest ငွေနှင်းတွေမှုံဝေးရည်တော်လဲကျမတို့မြန်မာနိုင်ငံ၌နှင်းတို့မှာမထူတဲ့မများပြလာပါတည်ရွယ်လဲမကြွေးအနောက်တိုင်းမှာ autumn ဆိုသောနှွေနှင့်ဆောင်းချားရသည်လို့အရွက်တွေကြွေလွင့်ခြင်းမရှိခုတလော ကျမတို့ကြည်နေကြပြီးအလွန်ခက်စားနေသော ဆောင်းဦးရွက်ကြွေချစ်သက်သေးဇလန်းတွေမှတိရွက်နေဝါဝါလေးကြွေဟန်မြင်ရတော့ကျမရင်ထဲ၌အတိတ်ရောင်စုံအတွေ့အကြုံမှလွမ်းပွေများတရေရေပေါ်လာခဲ့ပါသည်အိုးထူးဆန်းလိုက်တာထိုးဇလန်းတွေမှဇက်လိုက်များဖြစ်ကြသော။ အွန်စောဂျွန်စောနဲ့ထဲဆောက်တို့အနက်ထဲဆောက်ကိုမြင်လျင်ကျမတွင်တတိယအောင်မေ့စရာတွေပေါ်လာခဲ့သည်ဟုဝန်ခံရပေမည်။မမဆွေပြောနေတဲ့ကိုဝင်းမင်းဟာထဲဆောက်နဲ့တကယ်တူသလား။ညီမဝန်ခွဲတူကမေးလာသည်။အေးတော်တော်တူတယ်။ဒီတိုင်းပဲဟုတ်လား။ဒီရုပ်ရည်ဒီပုံစံပဲ။ဟမ်ဒီလိုဆိုရင်မမဆွေဒီထဲဆောက်နဲ့တူတဲ့လူကိုယူခဲ့ဖို့ကောင်းတာပေါ့နော်။ကျမသာဆိုရင်ကိုဝေမင်းကိုပဲရွေးချယ်ခဲ့မှာ။ ကိုထေးနဲ့အတွေ့ဆုံးသွားလို့ကိုထေးကအဖျားတက်တယ်လို့ဟင်းဟင်းဟူညီးပြီးတဲဒီမိမငါထရိုက်လိုက်ရကျင်းနေသည်ကျမသည်ညီမနဲ့တူလာ၍ရီမော်နေစဉ်ညီမကထဲဆောက်ကသိတ်ချစ်တတ်တဲ့သူ။အော်မင်းကသိနေရပေါ့ကိုထေးကခနှင်းတက်တက်ပြောနေစဲတွင်။အိုးရုပ်ရှင်နဲ့ပြောတာပါ။မင်းကလေးတူကိုတေတမန်တက်တဆုံချစ်တဲ့တဲ့ယောက်ျားမျိုးကိုကျမတို့မိမာတွေတိတ်တဘောကြတာ ကျမသည်မိမများ၏ဆန္ဒကို တွင်နေမိသည်ခုတလော ကိုရီးယားကားရဲမှဂျွန်ဆောကိုတော့၎င်းထဲဆောက်ကိုတော့၎င်းမိန်ကလေးများတတတာဖြစ်နေကြသည်မှအမှန်မင်းတချို့ကြိုက်ကြသည်မှဂျွန်ဆောတချို့ကမင်းသားထဲဆောက်တနည်းအချစ်၌ပျော်ဝင်စွာချစ်တတ်သော အသေးနှလုံးရှိသူတွေကျမငယ်စဉ်ဘဝတွင်ဒီလိုမျိုးထဲဆောက်လိုသူမျိုးတွေ့ခဲ့ရပါသည်ဆိုရင် ရှင်တို့ယုံမလား ကိုဝင်းမင်း၏ရုပ်ရည်သည်ထဲဆောင်နှင့်တူယုံမက သူ၏ချစ်ဖွယ်သောအသည်နှလုံးကပါတူနေပြန်ပါသည်ကျမရန်ကုန်တက္ကသိုလ်ဥပစာဒုတိယနှစ်ရောက်ချိန်တွင်ရေးသားခဲ့သော တက္ကသိုလ်ဆိုရာ တက္ကသိုလ်တန်ဆုံးတက္ကသိုလ်ခုံစာများစသည့်ဆောင်းပါးများဖြင့်အာကီခလေဝီချူရိုမာကီယာချောင်းသွေးတောက်မကစင်းတွင် ပါဝင်ခဲ့ဖို့သောဖူးစာစပယ်ဝီချူရို အော့စကာဆိုသည့်ရုရှားရုပ်ရှင်ကားကိုဘာသာပြန်ထသည့်ဝိထုရူရိုကိုဖတ်ပြီးကျမစီကို စာရေးလိုက်သော စာဖတ်သူတဦးသူသည်မန္တလေးတက္ကသိုလ်ရတနာဘုံအဆောင်နေစေကြောင်းသားတဦးပကြီလက်ရည်ပမာလှပတည်တတ်သောလက်ရည်နှင့်ဝကြများဖွဲ့ဆိုရ၌အစီအစဉ်ကောင်းသူစာအုပ်ပေါင်းများများစွာဖတ်ထားသူဟူ၍နားလည်ခဲ့ရပါသည်ကျမစီကတာမျိုးမှ ခလေးငယ်များမညွန်ကြီး ြည်ကြည်နှင့်ခင်ခင်တင်ဆိုသူများမိထီလာမှလူငယ်တူနာမည်မေနေပါသည် မုံရွာမှခင်တန်းဝင်ကြကြောဦးစသူတို့ရေးသောစာများနှင့်မတူတမူထူကြလျက်ရှိပါသည်ကိုဝေမင်းဤစာကရှေးလဲရှေးသည့်အပြင် စာပေ၌နှံ့ဆက်တည်မြင်ဟန်ရှိသည် အင်္ဂလန်မန်ချက်စတာမှလေရင်မောင်းတင်နန်းတက်နေသူတို့ဤစာနှင့်လဲစင်သည်ထို့ကြောင့်ကျမသည်လည်းပြောစရာများသောသူ၏စာအတွက် စာရှိရှိပဲပြန်လိုက်ပါသည် ကိုဝင်းမင်းမှာကျမစာပြန်လိုက်တဲ့အတွက်အတော်ပင်ဝမ်းသာသွားပုံရသည်သူဤမိဘများသည်လည်းကျမဖခင်စာရေးဆရာ မဟာဆွေပြိသက်ဖြစ်ကြောင်းစာပေမျိုးဆက်တဲ့အနေနဲ့ကျမကလောင်သွေးချင်းကိုအားပေးလိုကြောင်းသူသည်အမေရိကန်စာရေးဆရာများဖြစ်ကြသော John Steinbeck, Hemingway, Jack London, England မှ Thomas Hardy, D.H. Lawrence, ပြင်သစ်ပြည်မှ Ryan D. Mobson, Alexander Dumas, စသူတို့ကိုတိုက်နှက်သက်ကြောင်းရှိလာပါသည်အကြောင်းတိုက်ဆိုင်စွာကျမတို့လည်းထိုချိန်ကပြည်တရှားကောင်စီစာကြည့်အသင်း American USIS တို့တွင်အသင်းဝင်ထားသူမို့စာရေးအတော်ဖတ်ပြလိုက်သည် Pavels is good dead call မြေပရိသာ Hemingway ၏လက်နက်များကိုနှုတ်ဆက်ခဲ့ခြင်း A farewell to arms ကိုအလွန်တိုက်နှက်သက်ကြောင်းပြန်ရည်မိသေးသည်ဗမော်တင်အောင်၏မုံတိုင်းတဲကလူဖတ်ပြီး ဂျလန်တန်၏တန်ဖနောက်အိုင်ယွန်ဟီလ်ကို ရှာဖွေဖမ်းမိကြောင်းသို့သောဂျလန်တန်ဝိထုတွင် စာမျက်နှာအောက်ဖက် footnote နေရာတွင်အတိတ်ဘယ်ဖွင့်ဆိုချက်ပါလျက်နှင့်ကျမနားလည်ဖို့မနေ့ကြီးစူးစမ်းရကြောင်းဆက်သဖြင့်ရေးရာတွင်သူတွင်လည်းကျမကဲ့သို့အခက်အခဲကြုံရကြောင်းပြန်ရေးခဲ့ပါသည်ကျမတို့နှစ်ဦးစာတစ်ပတ်တစ်စောင်လောက်ရေးပြမည်ထင်ပါသည်မက်လာစာမေးပွဲအပြီးတရက်နှင့်ဗန်ဒရွက်နေဝဝရီကြွေချင်းက ကျမတို့စာရင်းအသွာလာနှင့်မွေးလျော်ခဲ့ကြသည်ရုရှားမှဂေါဂီအမေနှင့်အမေရိကမှပါဘတ်၏အမေဝိထုနှစ်အုပ်ဖေဆာအုပ်ကြိုက်တယ်လဲမေးလာတော့အခါကျမကပါဘတ်အမေကိုဝေမင်းကဂေါဂီရဲ့အမေကိုကြိုက်နှစ်သက်ကြောင်းညင်းခုန်လာတဲ့ကြားသည်ပါဘတ်၏အမေကအနုပညာရသပုံမြောက်မြေထင်ကြောင်းအဆိုကို သူကလက်မခံဂေါဂီ၏အမေဝိထုရသမြောက်ရ၌ ပြောင်မြောက်ပုံကိုစာမျက်နှာအကိုကနဲ့သူပြောလာတော့အခါကျမပြန်၍မငင်းနိုင်ပါကိုဝေမင်းနှင့်ကျမတို့စာပြန်လှန်ရေးခြင်းဖြင့်ရင်းနှီးကျွမ်းဝင်လာကြပြီဖြစ်ပါသည်သူတွင်မောင်နှမ၃ယောက်ရှိကြောင်းသူကအကြီးဆုံးသူဤဖခင်ဆေးဆရာကြီးကသူ့ကိုဆရာဝန်ဖြစ်စေလိုကြောင်းတိုင်းရင်စေးတင်၍စေကူတာကြဖို့ရည်ရွယ်ကြောင်းအရက်သေးစာတောက်စားခြင်းမရှိသည့်အပြင်ဆေးလိပ်ပင်မတောက်တတ်သောသူကိုမိဘကအလွန်အားထားကြောင်း ညီငယ်လိုပပတတီမနေခြင်းမှာသူသည်လောကကောင်းကျိုးဆောင်ရွက်မည်သူဟုဖခင်ကြီးကမျှော်လင့်ကြည်စွာထားခဲ့သည်ဟုဆိုသည် မခင်ဦးနဲ့ကျွန်တော်တို့အတော်ရင်နှီးခင်မင်လာကြပြီနော် လူချင်းမတွေ့ဘူးကြသေးဘူးတကယ်လို့အများလမ်းမှာတွေ့ကြရင်သိကြမယ်မထင်ဘူးဘတ်စကားပေါ်မှာဖြစ်စေဈေးဝယ်ဖို့ဆန်တဆိုင်ဝင်ကြရဲဆိုပါတော့ဗျာမခင်ဦးကိုကျွန်တော်မသိမခင်ဦးကဝေမင်းမှန်းမသိဘယ်နဲ့လုပ်ပါမလဲ မတော်တဆလွဲများလွဲချော်သွားခဲ့ရင်ဝမ်းနေစရာပဲဒါကြောင့်ဒီဓာတ်ပုံလေးကျွန်တော်ထည့်ပေးလိုက်တယ်မခင်ဦးလဲဓာတ်ပုံတစ်ပုံကျွန်တော်စီပို့ပေးပါလားကျွန်တော်လေးစားနှစ်သက်တဲ့စာရေးဆရာမကို မြင်ဘူးချင်လို့ပါ မခင်ဦးကတော့ကျွန်တော်ကိုမမြင်ဘူးချင်ဘူးလားမြင်ဘူးချင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်မကြခင်လဲကျွန်တော်ရန်ကုန်ကိုလာဖို့အကြောင်းရှိပါတယ်ကျွန်တော်တဲခုမဲ့45လမ်းနေရင်ကရန်ကုန်ရှိပိုင်းမယ် မခင်ဦးနေထိုင်ရာ52လမ်းနဲ့နေပါတယ်။လမ်းလျှောက်လာလို့ရတယ်လေ။ဒီတစ်ခါတွင်လဲကိုဝင်းမင်းဤစာကအတော်ရှည်လျားပါသည်။ Robert Frost ကပြားလေးတစ်ပုဒ်ပင်ထည့်ရေးပေးလိုက်သည်။ကပြားကိုတော့မမှတ်မိတော့ပါ။ကျမတို့ Robert Frost ကပြားစိုက်ပုံချင်းလဲတူကြသည်။ကြည်ရေးကပြားတွေလဲအလော်ရသည်။ကျမတို့တွေ့ကြလျင် စကားလက်ဆုံးပြောလို့အကုန်မြင်မထင်ပြီ။ကျမလည်းသူ့ကိုတပုံတပုံပြန်ပေးလိုက်သည်။ သူတတော်အံ့ဩသွားသည်ဓပုံထဲတွင်အတော်ပင်နှူနေသည် ထိုစဉ်ဂျမအသက်မှာ19နှစ်ရှိပြီဖြစ်တော့လဲ15နှစ်လောက်ပဲထင်ရသည်ကိုဝေမင်းကအသက်20သူ့ရုပ်ရည်ကနှုတ်လဲမနှုတ်ရင့်လဲမရင့်ပဲအသက်အတန်းရှိနေသည် ကိုဝေမင်းရန်ကုန်လာ၍တွေ့ဆုံကြသောအခါဂျမတို့မှအံ့ဩကြတော့ပါ ရုပ်ရည်တွေကဓပုံထဲကအတိုင်းပါပဲကိုဝေမင်းကအပြင်းမာပို၍ချောသည်ဟုထင်ပါသည် သူရန်ကုန်ရောက်မှဖရားရီမဖူးရသေးဘူးဆိုသဖြင့် ကျမအတော်ညီမလေးနဲ့ကျမတို့ဗုဒ္ဓထောင်ဖရားတို့ပို့ပေးကြသေးသည်ဗုဒ္ဓထောင်ဖရားတို့ခြေချင်းလျှောက်သွားကြသည် စာရီရှိရှိရေးခဲ့သလောက်စကားတော်နေတဲ့လူဖြစ်သည်တော်ကပင်အံ့ဩနေသည် ကျမတို့မိမတတိုက်ကပဲသူ့ကို စကားဖော်ရွေးစွာပြောကြသည် သူကပြုံးလျက်နားချောင်းသည် သူ၏အပြုံးမှာနှစ်လိုပွဲရှိလေသည် ကိုဝေမင်းသည်ရန်ကုန်မှကြကြမနေကျမတို့နှင့်တွေ့ပြီးနောက်နေပြန်သွားသည်သူယူလာသောမလိုင်မုံဘူးပင်မဖောက်ရသည်သူတို့မျိုးမှတကြားရည်တဲ့စိန်ထားသောမလိုင်မုံအတော်ကောင်းသည်သူစီမှစာရှိတစောင်ခနာမဆိုင်ရောက်လာခဲ့သည် ကျမသည်အလွန်ရိုသားကြောင်းသူတွေးတင်ထားတာထက်ပို၍လေးစားစရာကောင်းကြောင်းဘ ഹു တုတလည်းတာမန်မင်းကလေးများထက်ကျွဲဝါကြောင်းယမနေက ရှုမွားတွင် ရေးထားသော ဆရာဗမော်တန်ရောင်ဤပြီးတော်သာခင်ခင်ဦးဖတ်ပြီးတတိယနေ့ကျောင်းတိုင်းကဝိုင်းကဖွဲ့နှွယ်ရေးကလေးသည်မကြမီချိန်မှာပဲကျမဘဝကံကျမမုံတိုင်းတိုက်ခတ်၍ကျမဖေဖေရုတ်တရက်ကွယ်လွန်ပြီး တနည်းမပြေခင်မှာပင်ကျမတို့လက်ထက်ကျောင်းသတင်းစာများတွင်သတင်းဖြစ်ပါလာကလေးသည်ထို့နောက်ကျမတို့ဇနီးမောင်နှံတိုက်ဆိုင်စွာကိုဝေမင်းတို့မျိုးကိုရုတ်တရက်ပြောင်းရွှေ့ခဲ့ကြရသည်အမျိုးသားဤအလौကြောင့်ပင်ကျမမျိုးသားသည် ကိုဝေမင်းနဲ့ကျမတို့တငယ်ချင်းအစင်းများသာဆက်ဆံခဲ့ဒီကိုတည်ပါလျက်နဲ့မကြမကြခနဲ့တဲ့တဲ့စကားများနဲ့တဝင်းတိုးလျက်ရှိလေသည်ကိုဝေမင်းတို့မျိုးမြို့လေပိုချုပ်လန်းတွင် စေးဆိုင်နှင့်တွဲလျက်စာအုပ်ဆိုင်တစ်ဆိုင်ရှိသည် အချင်းတူတူနှင့်ရင်းနှီးလာသောမမကြီးဒေါခင်ကြီးတို့ဆိုင်ဖြစ်သည်မမကြီးနှင့်ကျမတို့ညီမရင်းတဲ့ဖွဲခင်မင်းရင်းနှီးလာကြသောအခါသူဆိုင်ဖောက်တဲ့ဖြစ်သောကိုဝေမင်းအကြောင်းပြောပြခဲ့ကြသည် ။မောင်လေးကိုဝင်မင်းကညီမလေးကိုတိတ်တွေ့တာ။ညီမလေးစာရောက်လာပြီဆိုရင်ဘိန်းလေးအပြေးစီးလာပြီးမမကြီးစီလာတော့တာ။ညီမလေးရဲ့စာကိုမမကြီးရှေ့ဖတ်ပြတာ။သူ့ဘဝမှာညီမလေးစာနဲ့ပြောနေတယ်လို့ပဲကွယ်။မမကြီးကအလွန်ရိုးသည်။သူ့ရင်ထဲရှိသမျှပြောနေတာဖြစ်သည်။ကိုဝင်မင်းအကြောင်းပြောနေချိန်၌မမကြီးမျက်လုံးအိမ်တွင် မျက်ရည်များရွှဝိုင်းနေသည်ကိုသတိထားမိသည်။သူခဏခဏမင်းကွန်းထုတ်တာကတော့ ညီမလေးဟာဘာဖြစ်လို့အသက်ငယ်ငယ်နဲ့အိမ်အောင်ပြူတာလဲတဲ့ညီမလေးကိုသူအင်မတန်နှမျောတာမသိပါဘူးမမကြီးရဲ့ကျမလည်းကိုဘွားအပြောင်းလဲတကယ်ကိုနားမလဲခဲ့တာညီမလေးဖေဖေဆုံးတာတည်တာနဲ့ရန်ကုန်ကိုဆင်းသွားတာပဲညီမလေးဖေဖေစိတ်ယုံတက်တဲ့တဲ့တင်းစာထဲမှာပါလာကလေးကတင်းစာကိုဆိုင်လာဖက်ပြီးစိတ်ပူနေတာလीသူရန်ကုန်သွားတော့ညီမလေးတို့50တန်းလမ်းမှမရှိတော့ဘူးအိမ်ပြောင်းသွားပြီးတည်ရတော့တာပါပဲ ဖယ်ပြောင်းသွားတယ်လေဆိုတော့ဘသူမှရေရေရရအဖြစ်မပေးနိုင်ကြဘူးတခါတည်းလမ်းစာပြက်သွားတော့တာပဲတဲ့နောက်ပိုင်းသူပို့လိုက်တဲ့ဂျင်းနန်းရော စာရောမြမလေးစီရောက်ပုံမရဘူးတဲ့ဟုတ်လားဟုတ်တယ်မရဘူးကျမလိုတာပါပဲကိုဝင်းမင်းစီစာလေးတစ်စောင်တော့ရေးခဲ့ဖို့ကောင်းတာပေါ့နော်ကျမလည်းဖိဖိဆုံးပြီးအိမ်ကိုရောက်လာရော ပြောင်းလာရွှေ့တာတွေနဲ့စာမေးပွဲအတွက်စာကြက်ရတာနဲ့အမျိုးသားကလည်းမပြောင်းခင်လက်ထပ်ဖို့နားပူတာနဲ့ ကျမညီမဆယ်တန်းဖြေဖို့စီစဉ်ရတာ ਨੇ အကုန်ရှုပ်ရှက်ခတ်တော့တာကိုဝင်းမင်းစီစားရေးဖို့တတိတော်ရသည် မရေးပြခဲ့တာလွန်တော့လွန်ခဲ့ပြီလေဒါပေမဲ့အဲ့ဒီအချိန်မှာကိုဝင်းမင်းအတွက်အတော်ဝမ်းနေစရာပဲကိုဝင်းမင်းတရားကိုပြရာခတ်သွားမည်ဟုဟိုစင်တုံးကလေးကကျမတွေ့ခဲ့မိပါသည် ကျမမျိုးသားကတော့ကိုဝင်းမင်းဒီကျမကို မလွဲမသွေချင်နေမိပြောဖို့အချိန်ဆောင်နေတော့ကျမ ရုတ်ချေးလက်ထက်သွားခြင်းဟာ ကိုဝေမင်းအတွက်မိုးပြိုသွားခြင်းဖြစ်သည်ဟုဆွဲချက်တင်လေသည်။ညင်းလဲထူးမြီမထင်သောကြောင့်ကျမမငင်းလို့တော့ပါ။ကျမဘက်ကတော့ကိုဝေမင်းကို ရိုးရိုးသားသားဖြူဖြူစင်စင်ချစ်ခဲ့တာဖြစ်ကြောင်းအာမခံနိုင်ပါသည်။ကိုဝေမင်းပေးစာများကို သူကကနာနာဖတ်ပြီးပြီဖြစ်၍စာထဲတွင်အနှောက်မလွတ်တာမပါသည်ကိုသိလျက်နှင့်မိရှို့ဖြစ်စီခိုင်းသည်။ကျမမလုံနိုင်ပါ။စာထဲဘာမှမမပါတဲ့ဟာ။ ချောင်းသည်ရေတသွင်သွင်စီစင်နေသည်။ကျမနေထိုင်ရာမိချောင်းရဲ့ချောင်းနေရာဘေးတိုင်လမ်းမှဈေးသို့လာခဲ့သည်။တကြံကြလို့ပြီးမို့လမ်းတစ်လျှောက်လုံးဘရောက်တွေထိန်ဝေနေသည်။ကျမနောက်မှ စပိန်တန်ကြားရပြီးထိုစပိန်သည်ကျမဘေးရှိတွင်ညင်သာစွာရပ်လိုက်လေသည်။မခင်ဦးဈေးကအတော်ဝေးသေးတယ်။ကျွန်တော်စပိန်ယူသွားပါလား။ကျွန်တော်ကဒီနာလဖေးဆိုင်ထိုင်တော့မှာ။ကျမမှာစပိန်မရှိတဲ့ပဲ။နေပါစေ 哦သူဘာမှဆက်မပြောတော့ပါကျွန်တော်နောက်ထိုင်ကုန်းကလိုက်ခဲ့ပါလားပြောမည်လားကျမဆိုရင်ကြောင်ကြနေမိသေးသည်သူဒီလိုပြောမည်မဟုတ်တာကိုကျမနောက်မှစဉ်းစားမိသည်ကျမဈေးဘက်သွားမိပြင်တော့သူ့ရဲ့စပင်းရှိခြင်းနဲ့မှဘရောက်ပန်းတွေကိုဈေးချင်းနောက်နဲ့ထည့်ပေးလိုက်လေသည်ပေးเสียရှိတာတော့ပေးအောင်လေကျမစကားပြောမှားသွားပြီလားမတွေးမိခင်ပါပဲကိုဝေမင်းကကျွန်တော်မေမေဖျားတင်မို့ပါပဲ ဒါပေမဲ့ခုလောက်ရှိသူ့စီမှာဗရောက်တွေရှိနေရောပေါ့ကျွန်တော်တို့မျိုးကဗရောက်ပန်းတွေဟာအယောင်နဲ့နဲ့ဖြော့ပြီးသေးတယ်။မှုေးလဲပုံမှုေးတယ်။မခင်ဦးဝတ္ထုတွေထည့်ရေးချင်ရေးအောင်နော်။ဟုတ်လား။ဒီမျိုးရဲ့ဗရောက်ထူးကြတာတော့ရေးရမှာပေါ့။သူကပြုံးပြီးပြုံးဆို ကျမအပါမထွက်ခွာသွားလေသည်။နောက်တနေ့ညနေမမကြီးဆိုင်တို့ကျမမဂဇင်းတွေအဝဲမမကြီးကပြောရအောင်မယ်ညီမလေးရဲ့။မနေ့ညကမောင်လေးကိုဝေမင်းရဲ့ ။အရက်တွေမိုးပြီးအိမ်ပြန်လာလို့ဆရာကြီးနဲ့ရန်ဖြစ်ကြတာစူးနေတာပဲ။ဟင်ဟုတ်လား။ကျမအနေငယ်ထိတ်တလန့်ဖြစ်မိသည်။ကျမနှင့်တွေ့တော့ကတော့ဟန်မပြက်ပြုံးလျက်။မမကြီးကခအေးလေးတန်းနှင်းမင်း။မောင်လေးဘွားမှာအရှုံးတွေကြီးပါပဲကွယ်။ Second MB မှာစမေးဝဲကြပြီးရိုးရိုးသိပ်ပံပွဲရိုးရတော့တယ်။ညံအင်မတန်ကောင်းပါရဲ့နဲ့စာမေးပွဲကြရလားလို့ဖေကနည်းနည်းမှသူ့ကိုမကျေနပ်ဘူး နောက်ဆရာဝန်မဖြစ်ပေမဲ့ကျမ်းမာရေးသင်တန်းမှုဖြစ်လာတယ်။တောနယ်ရီမှာဆရာဝန်ရှာပါလွန်လို့တဲ့။အိမ်မှာအဖေကြီးနဲ့တကြက်ကြက် ဖြစ်လို့နေလဲမနေချင်တော့ဘူးတဲ့။သူ့အိမ်ကသူ့ကိုမိန်းမတွေဆက်ဟပ်ပြီးပေးစားချင်တာကြောင့်လဲပါရပေါ့။သူ့တငယ်ချင်းရဲ့နှမလေးတယောက်ကဆို မောင်လေးကို အသေးရရအရှင်းရရလိုက်နေလို့သူ့မှာရှောင်းလိုက်တိတ်လိုက်ရတာ။မမကြီးတို့အိမ်တောင်တညလာအိတ်သွားသေးတယ်။ဟင်ဟုတ်လား။ကိုဝေမင်းဤစားရဲမှာ ဒေါက်တာနော်မန်ဘက်သွန်နဲ့ဒေါက်တာရိုက်ဇာတို့ကိုတရေရမိသေးသည်တကယ်တော့ကိုဝေမင်းနှင့်ကျမအဆုံစီရန်ခဲရင်လာသည်ကိုဝေမင်းသူ၏တငယ်ချင်းများနှင့်ညနေတိုင်းအရက်ဝိုင်းဖွဲ့ကတောက်စားနေသောတွင်ကြောင့်တော့ကျမစိတ်မကောင်းပါသူအရင်တုန်းကလို စာရီဖတ်သေးရဲ့လားဒီမေကွန်ကကျမရင်ထဲမကြမကြရောက်လာသည်။စောက်တွေတော့ဆိုင်မှာလလဝဲနေတာပဲညီမလေးရဲ့။ပြောစကားအရာစိတ်သက်သာရသည်။ secret တွေကတ်တွန်းလိုက်ဝဲပြီးတောင်းနေသည် ဆိုသောသတင်းကြောင့်စိတ်မအေးရပြန်ကိုဝေမင်းနှင့်ဂျမသူတို့မျိုးတွင်နာမည်ကြီးသောကျိုရရာတွင်ဟိုဘက်ဒီဘက် ဆုံးမကြသေးသည်ဂျမအရင်ဖျက်လျှောက်လာမိရာနှစ်ယောက်တရာပေါ်မျက်နှာချင်းဆိုင်သွားလျင်ရပါလျက်နှင့်ကိုဝေမင်းကတစ်ဖက်ထိတ်တွင် အတန်ကြာအောင်ဆောင်နေသည်သူ၏ဆောင်စည်းမှုတစ်ခုကိုကျမပို၍လေးစားကြည့်ညိုမိပါသေးသည်။ဒါနဲ့များဘာဖြစ်လို့အရက်တောက်ရတာလဲကွယ်။ အယက်ဆိုတာလူကိုဆိုချိုးပေးမှအေကန်ဖြစ်သည်တို့နေမင်းကျမတီလေရွှေဘိုတို့ပြုံးဆိုပြောင်းရလေသည်ဒီချိန်၌ကျမတွင်ကိုဝင်ငါးလာနှင့်ပြောင်းရခြင်းဖြစ်သည်မမကြီးမတဆင်ကိုဝေမင်းကအားစေးတွေဝယ်ပေးထားသည်ကျမပိန်လွန်သည် ကျမရဲ့ဂီယူဆိုင်ဖို့မှားချသည်တယ်ကျမပြောင်းရွှေကန်ဒီမှာတော့ကိုဝေမင်းကိုမတွေ့ရတော့ဘယ်သူရှောင်းပုံးနေသည်မသိဘူး မမကြီးကလည်းနှုတ်ဆက်ရန်လာတော့ကျမကိုငြေးလျက်ကြည့်ရင်မျက်ရည်တွေဝေနေသည်ကိုဝင်းမင်းကအပွင့်သေးပြီးအယောင်ဖြော့ဖြော့နဲ့တိတ်မွေးတဲ့ဗရောက်ပန်းကြောင်ရေးရမယ်တဲ့ပြီးတော့ဒီမျိုးရဲ့ချက်တည်းဆောင်ဖြစ်တဲ့ကျူရာရဲ့မြိုင်းသားချောင်းရဲ့ကြောက်ဆောင်တွေနဲ့ကြောက်ဆောင်တွေပေါ်ကဈေးဒီဈေးဒီစီဖူးမြော်ရလန်းကဩဇာသီးတွေတီးနေတဲ့ဩဇာပဲနေနေလေးတွေရဲ့အဲ့ဓာတွေရေးဖို့လဲမမိနေတော့တဲ့ ျမရေးခဲ့သော ပလဲငုံဝိထုတွင်မြိုင်းသားမျိုးချောင်းရည်နှင့်ကျူတရာဗရောက်ပန်းပွင့်တည်တည်လေးများနှင့်တငယ်ချင်းမိုးငိမ်ဝိထုတွေမှဇက်လိုက်မှလေးတန်ခေါ်ချစ်တူးကိုတစ်ဖက်သက်ချင်နေသူတန်နှင့်ဆေးဆက်ထားသူကဒေါက်တာစောနောင်သုံးပွင့်ဆိုင်ဇလန်ကောလဂျင်နေဝင်ဝင်းဘိုတင်းနေညိုတို့နှင့်ရုပ်ရှင်ရိုက်ကူခဲ့သေးသည်ကျမဒီချိန်တွင်ရန်ကုန်ရောက်နေလေပြီ။ မမရီကဒီဝိထုဖတ်ပြီးငိုရကြောင်းစာရေးပြောကြားသည်။ကျမမမရီတို့မျိုး အလဲသွားသည့်အခါတွင်မမရီကကျမကို အသာလက်ဆွဲသွားပြီးစာရဆောင်ပေးလေသည်။မခင်ဦးကိုကျွန်တော်နှုတ်ဆက်ခဲ့ပြီ။ခမရရေးတဲ့ဒုတိုင်းဌာနီဝိထုကြီးဖတ်ပြီးသိဝမ်းသာတယ်ဗျာ။ခမရမှာအမှုပညာတဲလန့်ရှိတယ်။စေရနာကောင်းတယ်၊ရိုးသားတယ်။ဒါရီဟာခမရအောင်မြင်ဖို့အခြေခံအကြောင်းရင်းတွေပဲ။ ဆက်ပြီးရေးပါ carry on ပေါ့ကျွန်တော်ရင်မထဲကတိတ်နာလွန်းလို့တော်လိုက်ပြီနော်တိုင်းမီကိုချစ်တဲ့မခင်ဦးကို ကျွန်တော်လေးစားသူစားနောက်ပိုင်းလက်ရည်တွေမပီတာတော့ဘူးနောက်၃ရက်ကြာရင်အဆုတ်ကင်စားနှင့်ကွယ်လွန်ခဲ့ကြအောင်ပြောပြီးမမကြီးမျက်ရည်ကြာရှာသည် ကျမလည်းမျက်ရည်မစဲနိုင်ပါတည်ခြင်းဟာအနာယူခြင်းဆိုပြီးအင်္ဂလိပ်ဘာသာနှင့် ရီစော့စကားကို သူရေခဲ့သေးသည်ကျွန်တော်ချစ်တဲ့သူ အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်တည်ခြင်းဟာ အနာယူခြင်းပဲ farewell to all i love to die is to rest ခင်ဆွေဦးအမှတ်162မေ2003ခုနှစ်ရွှေမြူတေရုပ်စုံမဂ္ဂဇင်းနားဆင်ပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမတို့နောက်ထပ် audiobook မှာ ပြန်ဆုံကြမယ်နော်ကောင်းသောနေ့လေးဖြစ်ပါစေရှင်